အားလုံးပဲမင်္ဂလာပါ G7 Knowledge Channel အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ content creator တယောက်ဖြစ်ဖို့ကြိုးစားနေသူဒါမှမဟုတ် YouTuber တယောက်ဖြစ်ဖို့ကြိုးစားနေသူတွေကို ကျွန်တော်ရဲ့အတိတ်ကြုံတစ်ခုကို အမှန်တိုင်းချပြပေးပါမယ်ဆိုတော့ကျွန်တော်ရဲ့ TikTok ဗီဒီယိုတစ်ပုဒ်ကမထင်မှတ်ပဲ view တသိန်းကျော်သွားတယ်ဗျအဲ့ဗီဒီယိုကနေကျွန်တော် TikTok page follower က follower နဲ့လာကနေ follower 3000နီးပါးရလာတယ်ဒါဆိုဘာလို့အရင်တုန်းကတင်တဲ့ဗီဒီယိုတွေက view နေလာတော့ကနေ မတက်လာတာလဲစဉ်းစားစရာဖြစ်သွားပြီဘာဒီဘလောက်စူးစမ်းခဲ့လို့အဲ့ဗီဒီယိုက view တသိန်းကျော်သွားလဲဆိုတာကျွန်တော်ပြောပြပေးပါမယ်အမှန်တကယ်တော့အဲ့ဗီဒီယိုဖြစ်ဖို့ကျွန်တော်အချိန်တနာလေးပဲယူလိုက်ရတယ်အဲ့အချိန်တနာလေးကလည်းကျွန်တော်ဗီဒီယို editor မှာကျွမ်းကျင်လို့ကြာသွားတာပါကျွန်တော်အဲ့ဗီဒီယိုဘက် script တခုရတယ်အဲ့ script ကိုကျွန်တော်အတိအပြည့်ပေါ်လင်တော့ရေးလိုက်တယ်ပြီးရင်အတန်းသွင်းတယ် video edit ပြီး TikTok ပေါ်တင်လိုက်တယ်မနေ့ရောက်တော့ view က6000ကျော်သွားတယ် follower တွေကလည်းတိုးသွားတယ် ဘာမှအဆိုင်ထုတ်မှုသိမရှိတဲ့ဗီဒီယိုကပေါက်ပြီးတကယ်အဆိုင်ထုတ်ထားတဲ့ဗီဒီယိုတွေကဘာလို့ view မရှိတာလဲဆိုတာကိုကျွန်တော်သဘောပေါက်သွားတယ်။ကျွန်တော်တို့ content ဖန်တီးသူတွေနဲ့ YouTube video ဖန်တီးသူတွေမှာတကယ်လိုအပ်တာကစိတ်ဓာတ်မချဖို့ပဲလိုအပ်တယ်။ကိုကစားရဖတ်ပြီးတေချာ script တွေရေးတယ်။ content ကောင်းကောင်းနေတဲ့ book ဖန်တီးတယ်။ဒါပေမဲ့ view တွေ like တွေရလားဆိုရင်မရဘူး။ဘာလို့မရတာလဲဆိုရင်ကိုဖန်တီးလိုက်တဲ့ content ကတခြားသူတို့အကျိုးရှိခြင်းမှရှိမှာဆိုတော့ view မရှိတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကိုက content တွေဖန်တီးတာ video တွေတင်တာတွေကိုတော့ရက်လိုက်လို့မရဘူး။ဘာဖြစ်လို့လဲဆိုရင်ကိုဖန်တီးလိုက်တဲ့ video ကဒီတစ်ပုတ်မပေါက်ရင်နောက်တစ်ပုတ်မှပေါက်နိုင်ပါတယ်။အဲ့လိုမှမဟုတ်ပဲအရင်တလားလွန်းလားလောက်က တင်ထားတဲ့ video တွေကလည်းထပ်ပေါက်ရင်ပေါက်နိုင်ပါတယ်။ဒါကြောင့်ကိုကတင်ဆရာရှိတဲ့ video ကိုတင်ပါလှုပ်ဆရာရှိတာဆက်လုပ်ပါစိတ်တမကြပါနဲ့ကျွန်တော်ပြောတာမယုံရင်ကျွန်တော်ရဲ့ TikTok account ကို comment မှာ link ချထားပေးပါမယ်ဝင်ကြည့်လို့ရပါတယ် နောက်ဗီဒီယိုတွေမှာလည်း YouTube ဒါမှမဟုတ် TikTok ကနေရတဲ့အတင်းကြုံတွေကိုအမှန်တိုက်သိတဲ့အတိုင်းအကုန်မျှော်ဝေပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်သွားပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်